အားလုံးပဲမင်္ဂလာပါ Glory United YouTube Channel နဲ့ Facebook Page မှာပြန်လည်ကြိုဆိုလိုက်ပါတယ် Manchester United တင်ဟာဒီဟာဒီမှာ Europa League Semi-final ထိတက်ရောက်ထားပြီးမယ်လေ Premier League မှာတော့အဆုံးရအောင်ရာသီတစ်ခုကိုဖျက်ဆီးနေရပါတယ်လက်ရှိသင်းယုံကန်နေရတဲ့ပုံစံကိုကြည့်မယ်ဆိုရင်လည်းလာမယ့်နှစ်မှာမဖြစ်မနေပြောင်းလဲလုပ်ဖို့လိုနေတာကအယံမြင်သားတယ်။ဆိုတော့ Rubia Morin ကအသင်းရဲ့လာမယ့်နှစ် plan နဲ့ပတ်သက်ပြီးခုလိုပဲပြောကြားသွားခဲ့ပါတယ်။ကျွန်တော်တို့လက်ရှိအချိန်မှာသင်းရဲ့အခြေအနေအားလုံးကိုလေ့လာနေပါတယ်။ လက်ရှိတင်းရဲစကွတ်အခြေအနေဘယ်နေရာတွေမှာတိုးတက်ဖို့လိုနေတယ်။လာမယ့် transfer မှာကံဘယ်ကစားသမားတွေရနိုင်မလဲ။ပြီးတော့တင်းရဲ့ ban ရေးအခြေအနေစတဲ့အချက်တွေပေါ်မှာ details ကြကြလေ့လာနေတယ်လို့အတင်းရဲ့လာမယ့် ਨੇ plan အတွက်လည်းနေ့တိုင်း discount လုပ်ဖြစ်နေတဲ့အကြောင်းပြောသွားခဲ့ပါတယ်။ပြီးတော့တင်းခုထက်ပိုပြီး improve ဖြစ်လာဖို့အချိန်နဲ့မျှစူးစမ်းအထောက်နေတယ်ဆိုတော့ကိုလည်း positive ဆန်းဆန်းပြောသွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ United တင်ဟာချိန်လန်းခက်စိတ်စိတ်နဲ့လာမယ့်နှစ်ပလန်အတွက်လည်းခုထဲကလှုပ်ရှားလာတာကိုတွေ့ရပါတယ်။လရှိနောက်ဆုံးရသတင်းတွေရဆိုရင်လေ United တင်ဟာ Matthias Gonya နဲ့ပုံကိုရေးသဘောတူညီမှုရဖို့အရန်နီးဆက်နေပြီဆိုပြီး report တွေက ဖော်ပြလာတာတွေ့ရပါတယ်။အသက်25နှစ်ရွယ်ကစားသမား Gonya ဟာ Diyati Wu Padan တင်တွန်း14ကိုတွင်၄ကိုဖန်တီးပေးထားပြီး Diyati မှာသူ့ရဲ့ stand up performance ကိုပြသထားသူလည်းဖြစ်ပါတယ်။ ဒီကစားသမားကိုညူကာဆယ်တင်းကလည်းစိတ်ဝင်စားနေတာဖြစ်ပြီးကစားသမားကိုရိုင်းကတော့ United တင်းနဲ့အာမိုရီရဲ့လက်အောက်မှာကစားဖို့ကိုပဲစိတ်အားထက်သန်နေတယ်လို့သိရပါဗျ။ United ဘက်ကလည်း Summer Transfer ဆာမှာပဲအပိသက်ခေါ်ယူနိုင်ဖို့ကြိုးပမ်းနေပါဗျ။ဒါမဲ့လက်ရှိအချိန်မှာခွန်ညာကိုခေါ်ယူဖို့ဆိုရင်သူ့ရဲ့ release clause ရ United တို့ပေါင်တန်း60ဝန်းကျင်အသုံးပြုဖို့လိုအပ်နေပါဗျ။ ကွန်ညာဟာလက်ရှိတင်ရတီမှာခြေစွမ်းပြနေပြီးပရီးမီးယားလိအတွေ့အကြုံရှိပြီးသားဆိုပေမဲ့ဒီကစားသမားအတွက်ပေါင်တန်း60ဝန်းကျင်သုံးဖို့တကယ်ရောတန်ရည်လားဆိုတာကိုတော့ United ပြည်သက်တွေဆွေးနွေးပေးသွားကြပါအောင်တော့ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုလည်း Like and Subscribe လေးတွေနဲ့အားပေးသွားကြပါအောင်တော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်